ကဘာဦးကျန်းအခန်းကြီး6ခုနှင့်ထိုနောက်အာဒီယန်သည်အသက်69နှစ်ရှိသောအခါထာဝရကိယာသည်အာဒီယန်အားထင်ရှားတော်မူ၏ငါသည် အနန္တန်ခိုးရှင်ဖျားသခင်ဖြစ်၏ငါရှိမှသွားလာသောဆုံးလင်ခြင်းရှိလော့ငါ၏ပိငင်ကိုတင်နှင့်ငါပြုမိတင်းကိုငါလုံးများ ပြားစေမိဟုမိန်တော်မူ၏အာဒီယန်သည်လည်းပြည့်ဝက်လျင်ဖျားသခင်က ငါပြူသောပိဉ္ဉ္သည်တင်မရှိတင်သည်လူမျိုးများတို့၏အဖဖြစ်လိမ့်မည်။နောက်တဖန်တင်၏အမိကို အာပြင်ဟုမခေါ်၏တင်၏အမိကိုအာပြင်ဟန်ဟုခေါ်၏အကြောင်းမူကားငါသည်တင်ကိုများစွာသောလူမျိုးတို့၏အဖရာခံထားပြီ။ငါဒီတင်းကိုအလွန်ပွားများစေမည်တရားဖြင့်လူမျိုးမျိုးတို့ကိုဖြစ်စေမည်တင်းအမျိုးအနွယ်တည်းလဲရှင်ပူရင်ဖြစ်ကြကြလိမ့်မည် ငါဒီတင်ဖျားတင်းနောက်မင်းတင်မျိုးနွယ်ဖျားဖြစ်မိဟုတင်းနင့်တင်အမျိုးနွယ်အစဉ်အဆက်တော်မောင်ငါပလိညင်ကိုထာဝရပလိညင်ဖြစ်စေမိတင်းဒီလေခုပြီးဒီဖြစ်လက်နေတော့ပြည်တဲ့ဟူသောခါနန်ပြည်ချောက်လုံးကိုတင်အားလင်းတင်းနောက်နဲ့တင်အမျိုးနွယ်အားလင်းအစဉ်မြဲအပိုင်ပေးမိသူတို့ဤဖျားလဲငါဖြစ်မိဟုမိန်မြွတ်တော်မူမည် တဖန်ပြားတခင်ကတို့ဖြစ်ရဲ့တင်းနှင်းတကောတင်းနောက်မှတင်းအမျိုးနွယ်အစဉ်အဆက်တို့သည်ငါဤပုံဉဏ်ကိုဆောင်းလျှောက်ရကြမည်တင်းနှင်းတကောတင်းနောက်မှတင်းအမျိုးနွယ်သည်ငါရှေ့မှဆောင်းလျှောက်ရသောငါဤပုံဉဏ်ဟူမူကားတင်းတို့တွင်တားရောက်ရာတိုင်းအေးဖျားလီမင်္ဂလာကိုခံရမည်အေးဖြားလီမင်္ဂလာသည်ငါနှင့်တင်တို့ပြုသောပုံဉ္ဉေရလက္ခဏာသက်သေဖြစ်ရလိမ့်မည် တင်တို့အမျိုးစင်အဆက်တို့မသားရောက်ရာတိုင်းကိုအိမ်နဲ့ဘွားတော်သူဖြစ်စေကိုယ့်အမျိုးမဟုတ်တပားမျိုးသားငွေနဲ့ဝယ်တော်သူဖြစ်စေအသက်ရှိရမြောက်လျင်အေးဖြားလေးမင်္ဂလာကိုခံရမည်ကိုအင်းရဲ့ဘွားတော်သူကိုငွေနဲ့ဝယ်တော်သူသည်အေးဖြားလေးမင်္ဂလာကိုခံရမည်ငါပိညင်လဲတင်တို့ဤအတောင်းထားဝဲရပလိညင်ဖြစ်လိမ့်မည် ေဖျားမလီအေဖျားလီမင်္ဂလာကိုမခံတော်သားယောက်ျားကိုသူ၏အမျိုးမပဲရှင်ရိတ်ထိုးသူသည်ငါပလိညင်ကိုဖျက်လေပြီးဟုအာဒီဟန်အာမိန်တော်မူ၏တဖန်ပြားသခင်ကတင်းမြားဆာရဲကိုမူကားဆာရဲဟုသောအမိဖြင့်မခေါ်ရဆာရဟုသောအမိဖြင့်ခေါ်၏ ကိုနာကောင်းကြီးပေးသူအဖြစ်လဲတင်အားသားကိုပေးမိအကယ်စင်စစ်သူကိုကောင်းကြီးပေးသူသည် လူမျိုးမျိုးဖြစ်လိမ့်မည်သူရဲ့မျိုးနွယ်တယ်လဲအပီပီသောရှင်ဘူးရင်ဖြစ်ကြလိမ့်မည်ဟုအာဗြဟံအာမိန်တော်မူ၏ဘုခာအဘိဟန်ဒီပြဝလျက်အသက်တရာရှိသောသူသည်ဒါကိုရလိမ့်မည်လောအသက်90ရှိသောဆာယာသည်ဒါကိုပွားလိမ့်မည်လောဟူရဲ့လျက်စိတ်နှလုံးထဲမှာအောင့်မေ့ပြီးလျင် ရှမီလာသည်ရှေးတော်အသက်ရှင်ပါစေသောဟုဘုရားသခင်ကိုလျှောက်တော်အခါဘုရားသခင်ကတင်းများစာရသည်တင်အားသားကိုဘွားလိမ့်မည်ထိုသားကိုလည်းစောင့်မည်ဖြင့်မင်းရမည်သူနှင်းသူနောက်မှသူ၏အမျိုးနွယ်နှင်းငါ၏ဘုန်းကြီးကို ထာဝရဘုန်းကြီးဖြစ်စေမည် ရှာမေလာမှုကားတင်စကားကိုငါနားထောင်ရင်သူ့ကိုငါကောင်းကြီးပေးသူ့အနွယ်ကိုဒိုးပွားစေသူ့ကို အလွန်များပြားစေမည်သူသည်မင်းသားဆယ်နှစ်ပါးတို့၏ဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းကလည်းငါပြုမည်။သို့တော်လည်းနောင်နှစ်ချင်းချက်သောအချိန်တွင်ဆာယာသည်တရားပွားရတဲ့သောတားဆောင်ငါ၏ဘုန်းကြီးငယ်ကိုငါဒီစေမည်ဟုမိန့်တော်မူပြီးလျှင် မိမ့်မြတ်တော်မူတဲ့ငိမ့်တဲ့ဘုရားသခင်သည်အာဒီဟံမတက်ကြွတော်မူ၏အာဘိဟံဒီလေဒါမေလမဆန်ကိုအင်းငဘွားတော်သူပေါင်းကုံဝင်နှင့်ဝဲတော်သူပေါင်းတဲဟူသောအာဒီဟံအင်းနှင့်ဆိုင်သောရောက်ရပေါင်းတို့ကိုယူဘုရားသခင်မိမ့်တော်မူသည့်အတိုင်းတနေ့ချင်းတွင်အည်ဖျားလိမင်္ဂလာကိုပေးလေ အာဖြစ်ဟန်သည်ကိုတိုင်ရေဖြားလိမင်္ဂလာကို ခံတော်အခါအသက်60ကိုနှစ်ရှိတာရှမေလာသည်အေဖြားလိမင်္ဂလာကိုခံတော်အခါအသက်33နှစ်ရှိဒီနေ့ဂျင်းတွင်အာဖြစ်ဟန်နှင့်တာရှမေလာသည်အေဖြားလိမင်္ဂလာကိုခံလေ ူဤခင်ငင်ဘွားတော်သူတပားမျိုးတောင်းသူဤငွေနှင့်ဝယ်တော်သူသူဤအိမ်နှင့်ဆိုင်သောရောက်ရာပေါင်းတို့သည် သူနှင့်အတူအေးဖျားလီမင်္ဂလာကိုခံကြလေ။ကပ္ပဝဇန်အခန်းကြီး6ခုနဲ့ပြီး